ကြည့်ကြည့်ခန်းခံရတယ်နော်အင်းစိန်ကိုလည်းရောက်သွားတယ်စကြောကြီးကိုလည်းရောက်သွားတယ်အနှိမ့်ဆက်လည်းခံရတယ်နော်အဲ့ဒါကိုနော်အဲ့ဒါကိုပဝင်းကျင်ကလည်းနော်မိုက်တိုက်တယ်ကိုလိုကိုလိုပါလားဗျာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်တင်းထူးတည်တင်းကောင်းတည်တင်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ Jesus သူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ဟုတ်ကဲ့အဲ့ဒီကနေရွေးချယ်လိုက်တာပေါ့အဲ့တော့ဟိုတမီပြောရမယ်ဆိုလို့ရှိရင်တမီအနေနဲ့ဂန်းတိုင်းမှာငါလုံးလုံးတော့ဒီတော်လိုင်းကြီးအောင်မယ်ဆိုတာမျိုးမဟုတ်ဘူး ကြာရခဏကနေဟုတ်ပုံပဲဖြစ်ဖြစ်စေးတက်သားပဲဖြစ်ဖြစ်ဘလို့ခဏကနေပုံနေပါစေတမီးတို့ဒီတော်လိုင်းလုပ်နေခြင်းဖြစ်တဲ့အတွက်ကြောင့်ဟုတ်ကဲ့ခေါင်းမမနေနဲ့ပေါ့နော်မကန်တိုင်းမှာယူစားတွေအကုန်လုံးဖောက်ပြီးပြီးတော့မှအခုချိန်ထိကြာရကဏ္ဍကနေတောင်ဝင်ဆုံးဆောင်မှုတော့ကိုအားပြစ်စေခဲ့တာပါအဲ့ဒီရဲဘော်နဲ့အခုကြုံတွေ့ကြရတဲ့ပြပြတွေကိုလည်းပြင်ပြအောင်လုပ်တာမျိုးမျိုးအမိစံကောင်းဖြစ်ရတယ်အဲ့ဒီဆက်ဆဲရတဲ့ကာလာတွေကိုလည်းအခုပြင်ပြအောင်ကြည့်ပါအဲ့ဒါကြောင့်တမီးနေနဲ့နှစ်ချုပ်ပြင်ပြရရင် မိကလေးမို့ယောက်ျားလေးမို့ဘာသာလုံးတိုင်းမှာဆိုတဲ့အရာတွေကိုဘေးကောက်ထားပြီးတော့မှငါကတော်လန်ကြီးလုံနေခြင်းပြီးကြရကဏ္ဍကနေဘလို့ကဏ္ဍကပဲလောက်ရလောက်ရတော်လန်ကြီးလုံနေခြင်းဖြစ်တယ်ဆိုတာမျိုးနဲ့ပဲဒါအားရင်နေရလာစီတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အရင်လဲလေးစားမိပါတယ်ကျွန်တော်လိုပဲအခုပေါ့နော်ဒီတော်လန်ကြီးကတည်ရဲပေါ့နော်ကျွန်တော်ရဲမေအိမ်မီရဲ့ ွေးချယ်မှုနဲ့ဘဝဖြတ်သန်းမှုကိုကြားနာလိုက်ရတဲ့ကျွန်တော်ဒီအရောက်ချင်းစီတိုင်းလည်းစုံစရာစဉ်းစားစရာရရှိလို့မယ်လို့ပြောရုံကြည်တယ်ကျွန်တော်လိုပဲနော်လေးစားမှုတွေစာနာမှုတွေတနာမှုတွေအားကျမှုတွေအိတ်စိတ်ချက်တွေအများကြီးတိုးလာနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်စဉ်းစားကြည့်ပါအခုဆိုရင်ရဲဘော်เนาะအီမီရဲ့အသက်က20မှာပြည့်ပြည့်လောက်ပါရှိပါလိမ့်မယ်။ဒါကျွန်တော်စိတ်ချနေတော့ နော်သမီးအသက်ဘယ်လောက်ရှိလဲသမီးအခုဆို20ခုမရှိတဲ့ရှိလောက်ရှိပါတော့သမီးလားသမီး2000ခုနှစ်ဘွားပါရှင်အခုဆို25ပြည်ပြီးတော့ပါပြီဟောဟုတ်ကဲ့ဗျာဟုတ်ကဲ့နော်ဟိုအသက်တော့မမေးချင်ပါဘူးနော်ဒုစမမေးချင်ဆိုတော့ကျွန်တော်ဒီအနောက်တိုင်းမှာအကြီးကြီးမှုရတာအသက်မေးမကြိုက်ကြတော့လေဆိုတော့အဲ့ဒါကြောင့်ကျွန်တော်မမေးတော့မမေးဒါပေမဲ့သမီးကလည်းပြွန့်နေတော့သူဖြေလိုက်တယ်ပေါ့နော်ကောတော့ဆိုတော့ပြောချင်တာကတက္ကသိုလ်ကျောင်းသူနောက်ဆုံးနှစ်ကျောင်းသူတရားမတရားမှန်သိလို့ပါဝင်ပြီးတော့ လက်3600ကနေပြီးတော့ရုပ်ပြပြကြားဆိုတာဒီเนาะဒီလိုမျိုးတွေနောက်တစ်ခါကျတော့ဆန္ဒပြမှုတွေဆိုတာဒီဒီလိုမျိုးတွေကိုဖြတ်သန်းလာခဲ့ကြတယ်သူရဲကောင်းကြည့်အောင်အဲ့မှာကျွန်တော်မှတ်မှတ်ထင်ထင်ကျွန်တော်ပြန်ပြောချင်တာကဒီရဲမေဒီဖန်ခံရပြီးတော့ထောင်ချခံလိုက်ရနော်အခု block တက်ကြဖန်ခံရပြီးတော့နှိပ်စက်ခံရတာရှိသေးလားဘယ်လောက်ကြာပြီးတော့ဘယ်လောက်ကြာမှပြန်လွတ်လာမှာမသိဘူးဟုတ်ကဲ့ရှင်ပထမတစ်ခေါက်ကတော့22ရက်ပေါ့နော် ဒီဘာဝင်တဲ့နေ့ကတံဝင်မှာဖန်ခံရပြီးတော့မှ22ရက်ပဲနေလိုက်ရတယ်ပြန်ထုတ်ပေးတဲ့သူရှိတယ်ပေါ့နော်ပရိနေ့ကလည်း sunless strike မှာပေါ့နော်ပထမဦးဆုံး sunless strike မှာပြန်လုပ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာတမိဒီကျောင်းသားသမဂ္ဂရဲဘော်ဖြစ်တဲ့အတွက်ကြောင့်သူတို့လုံခြုံရေးရတောက်လျှောက်လိုက်တဲ့ခါမျိုးမှာနောက်ရက်ပိုင်းမှာမလာပိုင်းမှာထပ်ပြီးတော့မှချင်းချောက်ခံရတယ်ပေါ့မိသားစုနဲ့ချင်းချောက်ခံရတဲ့အတွက်ကြောင့်လုံတဲ့တစ်ချိန်ရောက်သွားတယ်ပေါ့အဲ့နောက်တဲ့တစ်ချိန်မှာတော့တမိ9လတိတိကျခဲ့ပါတယ်ဆယ်လပိုင်း19မှာပဲပြန်လုပ်တယ်ပေါ့နော်9လပိုင်း19မှာဖန်ခံရပါတယ်ဆိုတော့နောက်တစ်ခေါက်က ကတော့၅လကြီးပေါ့ဟုတ်ကဲ့အတန်ပြောက်သွားသူဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကြားလာတယ်အခုတော့ကြားရတယ်ဟိုကလေအဲ့ဒီဖန်းစီခံရတဲ့အချိန်မှာစကြောရေးတွေမှာနှိမ့်ဆက်မှုတွေဘလူတွေကြုံတွေ့ခဲ့ရသေးတယ်ဘယ်ဘလူဘလူတွေဖြတ်ပန်းခဲ့ရအဲ့ဒါကြီးပြောပြပြီးပါဦး ဟုတ်ကဲ့ပါရှင်အဲမလို့ကြုံတွေ့ရတယ်ဆိုတော့ဒီတရားတစ်ခါကိုဖန်ဆင်ရတဲ့အချိန်ကမှဒီမိသားစုနဲ့ချင်းချောက်ပြီးတော့မှပုံဝင်လာပြီးတော့အဖန်ခံလာရတာပေါ့အဲ့ဒီမှာဒီစကန်တာတည့်ရနေရတယ်ပြီးတော့ရွှေမိသားစစ်ကြောရေးကိုခေါ်သွားတယ်ပေါ့နော်ရွှေမိသားစစ်ကြောရေးမှာဒီဗက်တီတီလူပြီးတော့မှအင်းစိန်ထားပို့ပါတယ်အဲ့ဒီရွှေမိသားစစ်ကြောရေးမှာကြတော့ ိဆက်ခံရပါတယ်ဒါပေမဲ့ဘလိုမျိုးကြုံတွေ့ရလဲဆိုတော့သူတို့ကပြက်ပွက်မျိုးစုံတုံးတယ်ပေါ့နော်ရအောင်ဖော်ထုတ်ခိုင်းတယ်စောင်းမတ်ကရင်းပေါ်ရင်းနဲ့ပတ်သက်ပြီးတော့မှမျိုးကိုယ်တွေအများကြီးပါတယ်အဲ့ဒီပုံမှာသူတို့ရဲ့စိတ်လူကြမဖြေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ရိုင်းနေမှုတွေပြီးရင်ရေမတိုက်တာတို့အစာမကျွေးတာတို့ပြီးရင်အစာကျွေးတယ်ဆိုရင်တော့သူတို့ ਨੇ တူတူမဟုတ်ဘဲနဲ့မှမစားနိုင်တဲ့စားတောက်မျိုးတွေပေါ့နော်အဲ့လိုငါးကောင်းဟိုမှာညှိနေတဲ့ဟာမျိုးတွေပြီးရင်ကျပူဟာဖရိုက်တစ်ချက်ကျော်နေတာကို၄၀ကျော် channel ပါတယ်အဲ့ဒီ channel ကိုထမင်းတစ်စလုံးပေးပြီးတော့မှစားတဲ့ပုံနဲ့အဲ့လိုမျိုးကျွေးတယ်ပေါ့နော်ပြီးတော့အဲ့ဒီခေါ်ရတဲ့အချိန်ကာလမှာဆိုလို့ရှိရင်စစ်ကြောရေးခန်းနဲ့ကိုမရောက်ခင်မှာအမျိုးသမီးရဲဘော်တွေနဲ့တခန်းနဲ့တူတူထားတယ်အဲ့ဒီမှာသမီးကတော့နိုင်မသိဘူးပေါ့သူတို့ခေါ်တဲ့အချိန်မှာညလုံးစီးပြီးခေါ်သွားတယ်ရောက်သွားတဲ့အချိန်ခါမျိုးမှာလည်းရောက်ရောက်မေးခွန်းတွေလာတယ်လာတယ်ဒါပေမဲ့ဘလို့ကြာမှန်းမသိကြာသွားတယ်ပေါ့နော်အဲ့လိုအချိန်ခါမျိုးမှာ ပြန်ပို့တဲ့အခါမျိုးမှာဆိုရှင်လေအားကြီးပေါင်းတော့ပါပြီသူကလည်း6နာရီလောက်ကခေါ်ဝိုင်းရင်နောက်နေ့မနေ့3နာရီကို4နာရီမှာပြန်ပို့တယ်တောက်လျှောက်စစ်ဆေးနေတယ်နောက်ဆုံးစစ်ဆေးတဲ့တခါမှာကြတော့သူတို့ဘာတုံးလဲဆိုရင်ကျင်းဆက်တုံးပါတယ်လမောင်းကိုပေါ်ကျင်းဆက်နေသူတို့ပြီးတော့မှမေးမြန်းတာမျိုးလေးလုပ်တယ်အဲ့ဒီတခါမှာဆိုရင်တမိမေ့သွားတယ်မေ့သွားပြီးတော့ပြန်ပြီး တတိပြန်ရလာတဲ့အချိန်ကမုံပြဆိုလို့ရှိရင်ကိုရောက်နေတဲ့အခန်းကိုပြန်ပို့တယ်ပေါ့နော်ပြန်ပို့တော့မှဘေးနားမှာကိုကိုကြည့်ပြီးတော့မှငိုယိုနေတဲ့မျိုးသမီးတွေတွေ့တယ်အဲသူတို့ကဝိုင်းတောင်းမယ်တာမျိုးတွေ့တယ်ပေါ့အဲ့ဒီခါမျိုးမှာသူတို့ပြန်ပြောကြတဲ့အရာကအဲတတိလစ်သွားလို့ပြန်လာပို့တယ်ဆိုတာမျိုးတော့ပြောတယ်ပေါ့နော်အဲ့လိုမျိုးကြုံရတယ်အဲနောက်တစ်ခေါက်ကသူတို့အင်းစင်တောင်ကိုပို့တဲ့ခါမျိုးမှာဆိုရင်လည်းတချို့ဆိုလို့ရှိရင်တော့ဒါ ဒီစစ်ကြောရေးมาတယ်အမှုပိတ်ပြီးတော့มาငွေကြီးနဲ့ပေါ့နော်30 40ပြစ်ပေးလိုက်ရင်တော့တို့အမှုပိတ်သွားတယ်ဒါပေမဲ့လူရွေးချယ်ပြီးတော့มาအင်းစိန်ထောင်ထပ်ပို့တယ်ဒါပေမဲ့အင်းစိန်ထောင်ပို့တဲ့ခါမျိုးမှာလည်းတို့ဘလိုမျိုးဖြစ်လဲဆိုတော့သမီးဒီပထမတစ်ခေါက်ရောက်တော့ကအချက်လက်တွေရှိတဲ့အတွက်ကြောင့်တို့ကပြစ်တင်ပြောဆိုမှုအများကြီးလုပ်တယ်ပေါ့နော်ထောင်ပိုင်းဒီဘက်ကနေဘုရားနေနောက်တစ်ခေါက်ဘာလာလောက်တာလဲနင်တို့အင်းစိန်မနေဘူးလားဘာလို့တော်လိုင်းကြီးလုံးมาလဲအင်းစိန်နေပါပို့လို့ကိုလုံးဆိုတာမျိုးတွေနဲ့ စကားတွေမှိုက်တိုက်စကားတွေအများကြီးပါတယ်ဒါပေမဲ့သမီးတို့ကိုလွှဲထားတယ်ကျောင်းသမဂါနဲ့ကျန်တဲ့ဒီပါတီကအဖွဲ့အစည်းတွေပြီးရင်သာမန်ပြည်သူတွေကိုလည်းသူတို့ခွဲခြမ်းပြီးတော့မှခက်ခက်ခါရဲပေါ့အဲ့လိုချိန်ကမျိုးမှဆိုရင်လည်းထောင်တွင်း strike တွေရှိတယ်အဲ့ဒီ strike တွေမှာဆိုရင်လည်း သမီးတို့တွေကိုအချက်လက်တွေနဲ့ကောက်ပြီးတော့မှစာအဖားတွေကလာပြီးတော့ထောင်ပိုင်းကနေကြည့်တယ်စစ်ဆေးတယ်အချက်လက်တွေလာကောက်တယ်ပြီးရင်ချင်းချောက်မှုတွေလုပ်တယ်ပြီးရင်ရုံးချင်းထွက်တဲ့ခံမျိုးမှာဆိုရင်လည်းရှိနေမငားရအောင်လုပ်တယ်အဲ့လိုမျိုးစိန်ခေါ်မှုတွေတော့အများကြီးရှိခဲ့တယ်ဒါပေမဲ့သမီးတွေကျမကြီးကောင်းအောင်တော့မနေ့အတင်းခဲ့ရတယ်ဘာလို့လဲဆိုတော့သမီးတို့ဒီအထက်ကိုရောက်တဲ့ခံမျိုးမှာစားတောက်ပဲဖြစ်ဖြစ်အေးပြက်တာတွေပဲဖြစ်ဖြစ်လုံးဝစားမဝင်အင်းပြောတာအများကြီးဖြစ်ခဲ့မှာ။ဘာလို့ဆိုသမီးတို့ရှေ့ချောက်ချားမှုတွေအများကြီးကြုံရတယ်။ပြီးရင်သမီးတို့လက်တခမ်းနဲ့ထားတဲ့ ဒီမျိုးသမီးရဲ့ဘော်ရဲမိတွေဆိုလို့ရှိရင်သူတို့ကအသက်ကြီးတွေအများကြီးပါတယ်ကိုယ့်အမေရွယ်အတော်ရွယ်အများကြီးတွေ့ရတယ်ပြီးရင်ကိုယ့်ရဲ့ညီမရွယ် ဘယ်လိုမျိုးတွေတွေ့ရတဲ့အခါမှာသူတို့ရဲ့စိတ်ပင်ပန်းမှုတွေမိသားစုနဲ့ခွဲခွာရတဲ့အခါမှာဆိုရင်သူတို့မှာသားသမီးရှိတဲ့သူတွေရဲ့ခံစားချက်ပြီးရင်ဒီမြန်းနေရောက်လုံးဖန်ခန့်နေရတဲ့ခံစားချက်ပြီးရင်သားမီးတွေနေရောက်လုံးဖန်ခန့်နေရတဲ့ခံစားချက်တွေအများကြီးတွေ့ရတဲ့အခါမျိုးမှာသမီးတို့ဆိတ်လျှောက်ကြစရာတွေအများကြီးကြုံရတယ်။အော်ငါတို့ကဘာဖြစ်မြို့တွေပဲငါတို့ကလူငယ်တွေပဲသူတို့ရှိမှငါတို့တန်မာပြန်ရမယ်ဆိုပြီးတော့မှသူတို့ဒီ တက်နိုင်ဆုံးပါတင်းပြီးတော့နေခဲ့ရတယ်ပေါ့နော်။နောက်ဆုံးဘာသာရေးပဲလုပ်လို့ဘလို့ပဲနေနေတမီးတို့စိတ်ကိုအားတင်းပြီးနေပေမဲ့တမီးနေနေလည်းဒီမှာကောင်စလင်းနေလုပ်ရတယ်။ပြီးရင်အိပ်ပျော်စေတဲ့ဆေးတွေကိုသုံးဆွဲရတယ်ပေါ့နော်။အဲ့ဒီရဲ့ side effect ကလည်းအောင်းကနေပြန်လွတ်လာတဲ့အခါမျိုးမှာလွန်မြောက်နေမြေဒေသတခုရောက်တဲ့အခါမျိုးမှာလည်းကြုံရတယ်။အဲ့ဒီဆေးတွေရဲ့ side effect ကတော့လုံးဝစီးမတော့ရင် ရာဟုမအိတော့ဆိုတာမျိုးတွေကျုံရတဲ့အခါမျိုးမှာသမီးတီဘာသာရေးကိုလည်းပြန်ပြီးတော့ဟိုလှုပ်တယ်တရားထိုင်တာမျိုးတွေယောဂကျင့်တာမျိုးတွေပြီးစိုက်ပျိုးရေးပေါ့စိုက်ပျိုးမှုမှုရေးနဲ့နေတဲ့နေရာမျိုးမှာဖြစ်တဲ့အတွက်ကြောင့်စိုက်ကင်းနေတဲ့မှာနေတယ်ပြီးရင်သမီးတီဇွန်ကနေပြီးတော့မှအဲ့ဒီနေမီဒေတာတစ်ခုကဒီစပေးဆောင်ပဲပြောရမှာပေါ့အဲ့ဒီကဒေတာကကလေးတွေချိန်ပြထားတဲ့ကာလာမျိုးမှာသူတို့ကိုကိုတက်နိုင်တဲ့ ဒီဘာသာပေါ့နော်သမီးဒီအဲ့ဒီမှာမြန်မာဘာနဲ့ eco ဘာသာရက်ကိုတော့ဇွန်ကနေခတ်မဲ့သူတို့နဲ့တင် जा ပေးနေမှာပြည့်စက်ပြီးလုပ်ပေးတယ်အဲ့ဒီလိုကနေပြီးတော့မှဒီစိတ်ကိုပြန်အားတင်းပြီးတော့စာတင်တာတွေစိုက်ပျိုးရေးတွေဝင်းမြူရေးတွေပြီးရင်တရားထိုင်တာမျိုးတွေလုပ်ပြီးတော့မှကျမ်းမာရေးကိုပြန်ပြန်ကောင်းမွန်အောင်လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်ပဲသမီးဘာပြီးပြီးဒီကာလာမျိုးမှာလည်းအားတင်းပြီးတော့မှရှေ့ဆက်နိုင်တယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့သမီးအေးထပ်ပြီးတော့ကြားတဲ့အခါမှာထပ်ပြီးတော့ပို့ပြီးတော့လေးစားရပါတယ် နော်ပို့ပြီးလေးစားရတဲ့အပြင်နောက်တစ်ခုကဘာလို့ခံစားရလဲဆိုတဲ့အခါကျတော့ဒီမြမပီရဲ့အနာဂတ်အတွက်ကိုနော်ယုံကြည်မှုပေါ့ငါတို့အောင်ကူအောင်မှဖြစ်တယ်အောင်ကူအောင်မှလည်းရမယ်ဆိုတဲ့နော်ယုံကြည်မှုကိုခံစားရတယ်ဘာကြောင့်လဲဆိုတော့ဒီသမီးတို့လိုရဲမေရဲဘော်တွေရဲ့စကားတွေနဲ့ပိဆက်ဖြတ်သန်းမှုတွေကိုကြားနာရတဲ့အခါမှာရလာတဲ့ယုံကြည်မှုကအဲ့ဒါဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပေါ့လေနော် ိုကိုတိုင်လည်းနှစ်ကြိမ်ဒါတွေလုံနေတာလဲဆိုပြီးမိုင်းတိုက်တယ်ကိုရှင်မှလည်းသူများတွေဒီလိုမျိုးဟိုနှိမ့်ဆက်ခါရတာတွေဖန်ဆီးခါရတာတွေသိတယ်တွေ့တယ်အဲ့ဒီကြားတွေကပဲနော်ကိုယ့်ရဲ့ယုံကြည်မှုကိုကင်ဆွဲပြီးတော့နော်အခုရဲမေတရားအနေနဲ့ဆက်လက်ပြီးတော့ပါဝင်နေတယ်ဘလို့တွန်းအားတွေကြောင့်ဒီလောက်တောင်မြန်သမီးတို့ရဲ့စိတ်ဓာတ်တွေကဒီလောက်ထိအောင်လေးစားစရာကောင်းပြီးတော့ခိုင်မာနေကြလေဘလို့ခံချက်တွေကြောင့်လဲဆိုတာလေးလည်းနည်းနည်းဖြစ်သွားပြီးတော့ပြောပြပေးပါဦး ဟုတ်ကဲ့ပါရှင်ခုနကတမိရှိမှပြောသွားသလိုပဲပေါ့မျိုးအခုတော်လိုင်းကာလာသည်ပြည်သူတရလုံးနေနဲ့လူရန်စားမင်းတွေဘလို့နေရာမျိုးမှာပဲဖြစ်ဖြစ်တမိကရင်ဆိုင်နေတဲ့ကာလာမျိုးမှာတမိဒီမြန်မာနိုင်ငံသားမြန်မာနိုင်ငံသူစီအောင်နေနေဆိုလို့ရှင်ကြည့်ရမယ်ဆိုရင်တမိတို့ရဲ့အနာဂတ်တွေရှိတယ်ပေါ့နော်တမိတို့အနေနဲ့အနာဂတ်တွေတမိတို့ရဲ့ရှေ့မှာလာလို့မျိုးဆက်တဲ့တွေအတွက်ကိုတမိတို့အနေနဲ့ဒီတစ်ချိန်ခါမှာမှာ ပါဝင်နိုင်ဘူးလုံးသိနာကိုဝင်မလုံးနိုင်ဘူးဆိုလို့ရှင်တမီးတို့ရက်တီဖို့ရှင်တန်ဖို့မှာဘလို့မှလက်ပြတ်မလုံးနိုင်ပါဘူးဒါမှမဟုတ်ဆိုတာပါဟုတ်ကဲ့မျိုးစုံစဉ်းစားကြည့်တယ်ဟောငါချမ်းမအေးကြောင်ငါတခြားကဏ္ဍကနေပဲနေလိုက်ပါတော့မယ်ငါလုံးလုံးလိုက်ပါတော့မယ်လို့ချိန်တစ်ချိန်ပေါ့တစ်ချိန်ပဲတွေးဘူးလေအဲ့ဒီချိန်ကမျိုးမာတော့တမီးဘလို့မှဆက်ပြီးတွေးထဲမှာဆက်ပြီးမတွေးနိုင်ပါဘူးဘာလို့ဆိုတမီးတို့လူကြီးချက်တွေနဲ့ရှင်းဆက်ခဲ့တဲ့လျှောက်မှာလူဟုတုံလိုက်ကာလာဆမှာတော့အသက်ပြီးသွားတဲ့ပြည်သူတွေ ်ပြီးထောင်ဝင်းထဲမှာကုရီကြံနေသေးတဲ့ဒီအမှန်တရားဘက်တော်သားတွေပြီးရင်လည်းစစ်ကြောရေးတွေမှာရှိနေတဲ့ကုပြည်သူတွေနောက်ဆုံးတော်လှန်ရေးမှာမှာကိုရီးယားကုထောင်ဝင်းမှာနေခဲ့ရတဲ့ကာလမှာဆိုရင်ဒီတောဖို့ဖို့အတွက်ကိုတင်းထဲနေတက်နေတဲ့ခေရောက်နေနေတဲ့ပြည်သူတွေအများကြီးရှိတယ်အဲ့ဒီတည်းမှာကုညီမော်မားတွေပါမယ်မျိုးစုတွေပါမယ်ပြည်သူတွေပါမယ်သူတို့တွေကလည်းတက်ပြီးတော့မှတိုက်ပွဲဝင်နေရတဲ့အခြေအနေတွေ လက်ရှိလည်းလုံဆောင်နေတဲ့စစ်တပ်ကာလမှာလည်းလက်ရှိသူတို့လုံနေတဲ့အခြေအနေတွေအများကြီးရှိတယ်။ဆိုတော့ကိုရီးယားတောင်ထဲမှာတော့ပုတ်ပြီးတောင်ထဲတော့ကြာနေတာပဲ။ဒါပေမဲ့ဒီပြင်မှာစစ်ပညာသင်ယူပြီးတော့မှတိုက်ပွဲတွေမနှိုးရသေးဘူးအဲ့ကာလတုန်းက။အဲ့ဒီမှာဆိုလို့ရှိရင်လည်းခုမှမိသားစုတွေစွန့်အိုပြစ်အိမ်ပြင်းနဲ့ဟုတ်ကဲ့လုံနေနေတဲ့ပြည်သူတွေအများကြီးရှိသေးတယ်ဒါအောင်လက်လို့ပြောလို့မရဘူးလက်ရှိလည်းမလုပ်သေးတဲ့သူတွေပေါ့အခုနောက်တဲ့ဖြစ်ပွားခံရတဲ့ပြည်သူတွေမပြောနဲ့တမိတို့အခန်းခံရတဲ့ကံလာမှာတော့တမိတို့နဲ့တခမ်းနဲ့အတူတူနေပြီး ကြံရှိနေတယ်ပြည်သူတွေအများကြီးကြံပါသေးတယ်သူတို့မလုပ်သေးပါဘူးမရောက်သေးပါဘူးသူတွေဆိုလို့ရှိရင်မိသားစုနဲ့ခွဲခွာပြီးတော့မှကျမရေးနေရမကောင်းစိတ်ကိုဂျုံဂျုံပြပြီးတော့မှရန်သူအချင်းတွေမှာနေနေရတဲ့ကာလကဘာနဲ့မှလဲလို့မရပါဘူးစားချင်တာမစားရတုံးတော့ဝင်မရတဲ့အခြေအနေမျိုးလုတ်ချင်တာလုတ်ခွင့်မရတဲ့ခြေနေမျိုးနဲ့သိခံပြီးတော့မှကြိတ်ပြီးနေရတဲ့သူတွေရဲ့ခံစားချက်ကိုဝင်ပြီးခံစားပြရပါမယ်။တမီးတို့ဒီအခု လူမျိုးနေပြီမှာနေနေတဲ့အတွက်ကြောင့်လို့ကိုလူမျိုးနေပြီလို့ကိုတယောက်တည်းစာတွေးလို့မရပါဘူးငါတို့တိုင်းတိုင်းဒီလုံးတိုင်းနိုင်ငံလုံးမြောက်မှတာလုံးမြောက်တယ်လို့ခွန်ပါပါဆိုလဲစိတ်နဲ့တမိအားတင်းရတယ်ဘာလို့လဲဆိုတော့တွေးရမလို့မြောက်သေးရင်တမိတို့ကမလို့မြောက်ပါဘူးဒါသာယာယီမြတာဖြစ်တမိတို့မှာရှိတဲ့လောကနဲ့မြို့တွေအများကြီးရှိတယ်ကဏ္ဍတွေအများကြီးရှိတယ်ဟုတ်ကဲ့ပါတမိတို့မှာနေ့စဉ်နေ့မြတ်ဖြတ်တန်းနေမနေ့မိုးလေးလာနေမျိုးလုံးလုံးပွင့်နေတယ်စဉ်းစားကြည့်ငါတို့ဒီအာနာရှင်လောက်အောင်မှာပဲရှိသေးတယ် ငါတို့တိုင်းပြည်ငါတို့နိုင်ငံပါဆေးရနာရှင်လက်အောက်ကမလို့မြောက်သေးဘူးဆိုတဲ့အတွေးတွေကနေ့စဉ်နဲ့မျှပြဆိုင်နေရသေးပါပဲအဲ့ဒီဘက်ကသမီးတို့ဒီအဲ့ဒီအားရင်နေနဲ့ပဲရှေ့ဆက်နေရတာဖြစ်တယ်ငါတို့လို့မြောက်နေလို့ဆိုပြီးတော့အဲ့ဒီစိတ်တွေနဲ့ဘယ်လိုမှနေလို့မရဘူးဘာလို့ဆိုတချို့မှသူတို့မိသားစုတွေကတယောက်ဖြစ်စီနှစ်ယောက်ဖြစ်စီတစ်ယောက်ဖြစ်စီဒီလုံးမှာပါဝင်နေတယ်ဆိုရင်လေသူတို့ရဲ့မိသားစုချန်ကြည့်နေတဲ့သူတွေဒီသူတို့ရဲ့တဘိုးရေစာလွတ်လပ်မှုကိုမေ့ပြောက်ပြီးတော့မှ ပြစ်စင်ရတာတော့ဆိုသူရဲ့မိသားစုတွေရှိတယ်သားသမီးတွေရှိတယ်ဒါပေမဲ့သူတို့ကယောက်ျားဖြစ်စေမိန်းမဖြစ်စေသားသမီးဖြစ်စေဒစိတ်တေသာတော်လွန်ရေးမှာပါဝင်နေတဲ့အလျောက်သူတို့မှာကြံခဲ့တဲ့မိသားစုတွေရခက်ခဲရတယ်ဒီနေ့ဒီချိန်ထိမလွတ်မြောက်သေးပါဘူးဟုတ်ကဲ့ပါဒါရဲဟိုမှာအခုပြီးတော့မှသူတို့ဒီလေဒီတော်လွန်ရေးမှာပါဝင်နေတာဖြစ်တယ်ဘာလို့သူတို့မိသားစုတွေဒီလိုလုပ်နေတယ်သူတို့ဒီလေသူတို့မိသားစုတိုးတက်ရတိုးတက်ကြောင်းပဲဖြစ်ဖြစ်စေအနာဂတ်အတွက်သားသမီးတွေရဲ့အနာဂတ်အတွက်ဖြစ်ဖြစ်စေသူတို့မှာဟုတ်ကဲ့ ကြောင်ရစ်တင်နေပြီးတော့နေနေရတာဖြစ်တယ်။ဘာလို့လဲသူတို့ကအကုန်မလွတ်မြောက်သေးတဲ့အတွက်ကြောင့်သူတို့မိသားစုဝင်တွေလည်းအလုပ်ဆက်လုပ်နေတဲ့အတွက်ကြောင့်သူတို့မှမလွတ်မြောက်သေးဘူး။သူတို့မှနေစဉ်နေရဆွေးနွေးနေရတဲ့ခက်ခဲတွေအများကြီးရှိတယ်။အကုန်လုံးတော့ထုတ်ပြချင်မှထုတ်ပြမယ်။ဒါပေမဲ့ရင်းနှီးမြသူရဲ့နှလုံးသားထဲမှာခုချိန်ထိမလွတ်မြောက်သေးဘူးဆိုတဲ့ခံစားချက်နဲ့အလုပ်လုပ်နေတဲ့ကာလလေးရောက်မှာရင်းဆိုင်နေရတဲ့ပြဿနာတွေအများကြီးရှိပါတယ်။အဲ့ဒါကိုသူတို့ကတော့ဒီစောင်းတီမှာမွေးဖွားလာတဲ့သူတွေကခံစားနားလိုက်ပေးရမယ်ပေါ့။ဟုတ်ကဲ့။ဟုတ်ကဲ့။ ဟုတ်ကဲ့သမီးရေတကယ်ကိုကျေးဇူးလက်တင်တယ်ဝင်ရပြီးတာဝင်ရပြီးတာကျေးဇူးတင်တယ်။နောက်ဒီလိုသင်ယူကြားနာခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်။ဘီသူတွေအနေနဲ့လည်းရဲမီနော်အီမီရှီကနေပြီးတော့သတင်းစကားကြားတဲ့အခါမှာကျွန်တော်တို့နော်ခံပြင်းစိတ်တွေ၊နာကြီးစိတ်တွေနော်ဒါတကကြတော့ရဲဝံတဲ့စိတ်တွေကျွန်တော်ကူးဆက်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ် နော်ရဲဘော်အိမ်မီဆိုတော့အခုတခါကျွန်တော်အကူကြီးရဲဘော်ကြီးမိုက်ဖတ်ကိုပြန်ပြီးလှည့်ကြပါတယ်ဟုတ်ကဲ့အကူရဲဘော်ကြီးမိုက်စင်စင်ဖြစ်လို့ရှိရင်ကျွန်တော်တစ်ချက်တော့ပြောပြပါဟိုဟုတ်ကဲ့ဒေါ်လာရေးပေါ်မှာဆက်လက်ပြီးတော့ဆောက်လန်းဖို့နော်အဲ့ဒါအနေနဲ့အကူရဲ့အမြင်လေးတွေပေါ့နော်ဘာဘယ်လိုမျိုးစိတ်ဓာတ်နဲ့ကင်ဆယ်ပြီးတော့ဆက်လက်ရှောက်လန်းတာလဲကျွန်တော်တို့ဒီအားကိုအနာဂတ်ကိုဆက်သွားဖို့လို့အတွက်ကိုနော်ဒေါမစ်စကြောင်းအတွက်နောက်တစ်ခါကျမြန်မာပြည်အတွက် ဘာတွေလိုအပ်ပြီးတော့ဘာတွေဖြစ်တဲ့နေဆိုတာအကိုရဲဘော်ကြီးမိုင်းနေနဲ့ဝင်မြပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ကွာဟုတ်ကဲ့ကျွန်တော်ပြောချင်တာကလိုပါကွာကျွန်တော်ကအရင်တုန်းကပါတီဝင်ဖြစ်ခဲ့တယ်ပါတီမှာလည်းသတင်းနဲ့ပြန်ကြိုင်းရောင်ရမ်းနဲ့ပတ်သက်တဲ့တောင်မခင်းနဲ့ပတ်သက်တဲ့သတင်းနဲ့ပြန်ကြိုင်းတောင်မတခုကိုယူခဲ့ပါတယ်ဟုတ်ကဲ့ပါပြီးတော့ကျွန်တော်လိုက်ပါကျွန်တော်တူးရင်းစရာပါတူးရင်းတင်နေစာတင်နေပေါ့ဗျာဟုတ်ကဲ့ပါဆိုတော့အချိန်ကာလမလိုလဲ ရှိခဲ့တယ်ပေါ့ကျွန်တော်တပည့်တွေလည်းဟုတ်ကဲ့လွတ်လပ်တဲ့လားလားတကူကိုဒီ2015နဲ့2020ကြာမှာခံစားခဲ့ရတယ်ကျွန်တော်တို့ပြောရတယ်ဟုတ်ကဲ့အဲပြီးတဲ့အခါကျတော့အနာပြီးတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဟုတ်ကဲ့ညောင်းမှန်းထားတဲ့ကျွန်တော်တပည့်တွေနဲ့အင်ဂျီမန်ထားတဲ့အိမ်မက်တွေအကုန်ပြတ်သွားတယ်ဟုတ်ကဲ့ကျွန်တော်ကလေးတွေကျွန်တော်ရဲဘော်တို့ချို့ကျွန်တော်တပည့်တွေပေါ့နော်တချို့လည်းဟိုကြာဆုံးသွားတယ်တည်ဆုံးသွားအာကျတော့ကျွန်တော်က ဆရာတော်နဲ့မခံတာမှန်ပါဘူးပါတီဝင်တယောက်အနေနဲ့လေဖြစ်တဲ့အခါကျတော့ဟုတ်ကဲ့ပါဒါကမတရားဘူးဟုတ်ကဲ့ကိုသမိတ်တော်တည်သွားပြီကိုကိုမေးကြည့်ဘယ်မှာလုံးမလဲဟုတ်ကဲ့ကျွန်တော်တရားဆံမှုဟုတ်ကဲ့ယုံကြည်ရတဲ့တငယ်ချင်းလုံးကြီးကိုလက်ဖြစ်တဲ့မင်းသတိရဲ့ဓမ္မစကြောင်းကိုကျွန်တော်ရွေးချယ်ခဲ့တယ်ဟုတ်ကဲ့ဆန်တဲ့ဓမ္မစကြောင်းကိုရောက်တယ်အခုလေဓမ္မစကြောင်းမှာဟုတ်ကဲ့တည်လုံးမယ်အမေကလေးနဲ့အတူနေလဲပြောတယ် ဟုတ်ကဲ့ပါလွတ်လပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကလေးတွေတည်သွားတယ်ဒီနေ့မှာတယောက်သူ့ပြင်ဒီမှာလဲနောက်တယောက်ထားခဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီတည်မှုတန်ကောလိဂျင်းနဲ့ဆောင်းနေမှာဘူးကိုဟုတ်ကဲ့မှန်ပါတယ်တိုက်နေရတာဖြစ်နေတယ်ခါကြောင်ကလေးတွေကြာသွားတဲ့ခါမှာကျွန်တော်စေမောင်းမအားဘူးဟာဒီကလေးတွေကိုလက်နဲ့အင်အား ဖြည့်ပေးနိုင်မှရတယ်ကြီးကားတွေမပေးနိုင်ဘူးကျွန်တော်ကလေးကြားရတယ်ကျွန်တော်စိတ်မကောင်းအခုကျွန်တော်ခွင့်တောင်းထားတယ်ဟုတ်ကဲ့ကျွန်တော်ကလေးအတွက်ကြီးကားလေးတွေအော်တိုလေးတွေကိုကြပါလို့ကျွန်တော်ကျင်းပါလေဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးမိုင်းရင်ထဲကခန်းစားချက်တွေကိုကျွန်တော်တို့မြင်နေရပါတယ်နော်ကျွန်တော်တို့လည်းမျက်ရည်ဝဲပြီးတော့မျက်ရည်ကျရပါတယ်။နော်ကျွန်တော်တို့ပြည်သူတွေနော် ဒါကကျွန်တော်တို့ဒါဒေါ်လာအင်းနာမည်ကတော့ကိုကြီးမိုက်လို့ခေါ်ပါတယ်။ပါတီကနော်ရန်ကုန်တောင်ပိုင်းခရိုင်ဘက်ကနော်တနေကပါတီကပြန်ကြားရေးတာဝန်ခံတယောက်လည်းဖြစ်ခဲ့တယ်လို့ကျူရှင်စရာတယောက်လည်းဖြစ်တယ်။အခုလက်ရှိမှာတော့မြေပြင်မှာလက်တွေ့ကလေးနဲ့တူနေတယ်။တူတူစားတယ်။တူတူတိုက်ပွဲဝင်နေတယ်။အဲ့တော့ဒီရဲဘော်တွေကသူ့ရဲ့သားသမီးတွေပဲသူ့ရဲ့တပည့်တွေပဲဗျ။တချို့ကြာသွားတယ်မျက်စိရှိမှကြာသွားတယ်သူတို့မခံစားနိုင်ဘူး။ မခံစားနိုင်ဘူးမခံစားနိုင်ဘူးအဲ့တော့အခုပြန်ပြောအဟောင်းကအသက်ဖြစ်တယ်ရဲ့ကြရတယ်ပေါ့နော်ရဲ့ကြရတယ်အဲ့တော့ရဲဘော်တွေအတွက်အခုဘာကြောင့်ကြခဲ့ရလဲជីကာအင်ကြီးမဝယ်ပေးနိုင်ဘူးជីကာအုတ်ထုတ်ပြီမလုပ်တော့ဘူးအဲ့တော့ဗျာကျွန်တော်ပြည်သူတွေကိုကျွန်တော်တရင်စကားတစ်ခုပေးချင်တယ်တကယ်တော့ဒေါ်လာရင်းမှာအခြေခံအကျဆုံးကအသက်ပြန်နော်အသက်အဲ့ဒီဂျန်စီတွေ generation xyz တွေလက်တွေ့လုံနေတဲ့သူတွေ ရေချမှာတက်တွေ့လုံနေတဲ့သူတွေကအောင်မြင်မှုကိုဆောင်ကျင်းပေးတို့မှာအသက်ဆိုတာပူမပါဘူးနော်တို့မှာအသက်အပူမပါဘူးနော်တို့ကိုဘယ်သူမှ force လုပ်ပြီးတော့အတင်းချက်အဓမ္မလုတ်ခိုင်းလို့မဟုတ်ဘူးနော်ကျေးစားစစ်သားမဟုတ်ဘူးနော်ပပိုက်ဆောင်တက်မဟုတ်ဘူးနော်အရင်တော့ကတို့တွေဒီအရက်သားတွေနော်တက္ကသိုလ်ကျောင်းကျောင်းသားတွေကျောင်းဆရာတွေ အဲ့ဒါကိုဘဝတွေရင်းပြီးတော့အသက်တွေကိုရင်းပြီးတော့ကျွန်တော်တို့အားလုံးအတွက်တော်လန်တက်ဘွယ်ပွန်နေတာအဲ့တော့သူတို့တွေအတွက်လိုအပ်တဲ့ဟာတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်သူတို့ဒီသူတို့မှာအပေါ်မှာပါတဲ့အသက်ကိုရင်းပြီးတော့တိုက်ပွဲဝင်နေတယ်သူတို့အတွက်ကိုကျွန်တော်တို့ကြီကာအင်ဂျီကြီကာအုတ်ထုတ်တော့စုံလင်အောင်ကျွန်တော်တို့တက်ဆင်ပေးနိုင်တင့်ပါတယ် ဒါဒီဒေါ်လာရေးကိုအောင်လို့ချင်မှာအဲ့တော့ဒီဒေါ်လာရေးကြီးအောင်ဖို့လို့အတွက်ကအောင်ဖို့နီလာများကိုအောင်ဖို့လုပ်နိုင်သူများနဲ့အောင်မြောင်လုပ်နိုင်ရတယ်အခုကျွန်တော်ရဲ့နောင်တော်အကိုကြီးရဘော်ကြီးမှန်းသူမခံစားနိုင်လို့မျက်ရည်ကျကျွန်တော်လည်းဝမ်းနဲ့မြိတ်ကြရတယ်။ရဲဘော်အိမ်ကြီးဆိုလဲအဟောင်းတွေကလည်းအသက်တွေပြဖြစ်ရတယ်။ကျွန်တော်တို့မြေပြင်မှာရှိတဲ့ရဲဘော်တွေက တို့မှာအများကြီးเนาะပြည်သူတွေကိုပြောပြစရာတွေအများကြီးမျိုးသိထားတာတွေအများကြီးအဲ့တော့ဒီနေ့ဒီအချိန်ကျွန်တော်တို့ပြည်သူတွေအကုန်လုံးကပြန်လည်ပြီးတော့ဆန်းစစ်ပြီးတော့အောက်မေ့သတိရပြီးတော့ငါတို့အတွက်တိုက်ပွဲဝင်နေတဲ့ငါတို့ရဲ့ဂျေဆုရှင်တွေရှိတယ်ငါတို့ရဲ့လူရဲကောင်းတွေရှိတယ်ခင်မကြီးစေပါဆိုတာကြောင်းမှာ တကယ်ပြောကြသေးဆိုလို့ရှိရင်ဒီတော်လိုင်းကြီးရဲပေါ်တဲ့အကုန်လုံးကခင်မွန်ကြီးစေပါတဲ့ကတပါပါတယ်လို့ပြောရင်မမှားဘူးကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေအနာဂတ်တွေလှဖို့အတွက်သူကလှုပ်ဆောင်ပေးနေတာအဲ့တော့ကျွန်တော်ပြောချင်တာကအခုနော်ဒေါမင်းစစ်ကြောင်းလိုအပ်နေတဲ့ကြီကအင်ဂျီကြီကအောင်ထုံးအပဝင်လိုအပ်နေတဲ့အကြောင်းအရာပါဝင်ဖို့ကျွန်တော်ဖိတ်ခေါ်ပြရစီသူတို့ကအသက်ကိုရင်းနေသူတို့ကဘဝကိုရင်းနေတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာပြည်အနောက်ကပြည်သူတွေကဘာအနောက်ကပြည်သူတွေကစိတ်ကြနဲ့ငွေချင်းနဲ့ပါဝင်ကြဖို့ဘယ်လိုရေးကြည့်ရဲဒီလိုပါဝင်နေဆိုတဲ့နေရာမှာလဲကျွန်တော်တို့နော်ငွေချင်းတွေဆိုတာကမှန်မှန်ကန်ကန်လုပ်နေတဲ့သူတွေရဲ့လက်ထဲကိုရောက်သွားမှာနော်အဲ့လိုမြန်မာကန်ကန်လုပ်နေတဲ့သူတွေလက်ထဲကိုမရောက်ဘဲနဲ့ဈာတ်ရက်ကသဖိုးတွေနော်ဘာသာရေးဈာတ်တွေ နော်နိုင်ငံခြားထွက်သွားပြီးတော့အိမ်တွေကဝယ်တဲ့လူတွေရဲ့လက်ထက်ရောက်သွားလို့ကတော့တော်လည်းရေကနှစ်ဆနားတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါပြပြကိုဓာတ်ရိုက်ဒေါင်းမင်းစစ်ကြောင်းဓာတ်ရိုက်ဖောက်ပုတ်လို့ပေးပါဖောက်ပတ်လူတန်းပေးပါသူတို့တွေဘဝရဲ့အသက်တွေရင်းပြီးတော့တိုက်ပွဲဝင်နေတဲ့အချိန်မှာကျွန်တော်ကျမတို့အရောက်ရှင်းစီတိုင်းကယနေ့ပြန်လဲပြီးတော့လို့ထလေးပြန်လည်ပြီးတော့အတိဂရိယလေးခုနကကျွန်တော်ရဲ့နော်ဂျင်းမီအီမီကို ထောင်ပိုင်နေထောင်မှုတွေကဝါရမိုင်းတိုက်တယ်လို့ပြောနင်တို့ဘာကြောင့်နိုင်ငံရေးလုပ်တယ်လဲနင်တို့ဘာလို့အနစ်နာခံတယ်ဘာလို့ရင်းတယ်လဲဆိုတဲ့ဝါရမိုင်းရဲ့အဖို့ဘဝင်သွားပင်းနေတကယ်ကိုဘဝတွေအသက်တွေပေးနေတဲ့ပြည်သူတွေကျွန်တော်သူရဲကောင်းတွေကိုအောက်မေ့သတိရလေးရဲ့သူတို့အတွက်လိုအပ်နေတဲ့အရာတွေကိုယခုချက်ချင်းပါဝင်ကြဖို့ဓာတ်ရဲ့ဆက်သွယ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုချင်တယ် ဒီနေရာမှာစကားလေးပြောလို့ကျန်တဲ့ရဲဘော်တွေပေါ့နော်တချို့တွေလိုင်းကနေကြသွားတယ်ကြသွားတော့ကျွန်တော်ပြန်ပြီးတို့ကိုပြန်အပ်လုပ်ဖို့ကျွန်တော်ကြိုးစားနေပါတယ်ရဲဘော်နိုင်ကွန်းတို့ကျွန်တော်ကြိုးစားနေပါတယ်နော်အဲ့ဒါကိုပြောပြပြီးတကယ်လို့ညာလိုင်းမှာပြန်ပြီးတော့ drive လို့မရရင်နော်ကျွန်တော်ရဲဘော်ကြီးမိုက်တို့နော်ရဲဘော်အီမီတို့နဲ့နေတဲ့နေရာများနီးမယ်ဆိုရင်နီးမယ်ဆိုလို့ရှိရင်လာပြီးတော့တူတူ drive လိုက်ပါလို့နော်တယောက်ချင်းစီ drive လို့အစင်မပြေပြောပါတယ်နော်